မှာဗောဆိုကိုကိုဘာဖြစ်လို့သူ့ဘက်ကနေကာပြီးပြောနေရတာလဲဇက်ဝင်ခံရပါတော့အဲ့ဒါလေးကအဲဘယ်လိုပြောရမလဲဟိုယောက်ျားနဲ့အဲယောက်ျားကိုချစ်တယ်ယောက်ျားလည်းအလိုလိုက်တယ်ဆိုတာလေးကိုပေါ်အောင်လို့ပေါ့နော်အဲအဲ့လိုမျိုးလေးသွားတာလေအဲအဲ့ဒါကိုသူတို့ကဟမ်เออไอ้หนูว่ากูเสมียวอยู่จี้ไปแล้วขอดาไม่หอบกูเทเนี่ยรู้ป่าวฮะกูอ่ะแหละมีโตตึกโหลไล่ด่าเว้ยอ๋อมีดิพอว่ากูก็มาไม่หอบกูกูแล้วไม่ใช่หูมองแล้วไม่ใช่ မရှိဘဲနော် drop ပြီးပြင်တာနော်မကေမကေအာအရင်တော့ဝမ်းစာနေရှင်ပါဟွန်းဟိုဘာတတိမထားမိဘူးမြည်လေဟွန်းသူကမြည်လေဘာသာလုပ်လို့လဲဘာသာလုပ်ချင်းအမကတော့ကြားလူတွေကြည့်လိုက်မယ်လေအင်းမမဟုတ်ဘူးလေသူများကြီးကြပါစေသိရမလားသူများကြီးကြည့်ပြီးသူများကြီးပြောတာကိုပဲနားထောင်လိုက်တော့တယ်သိရမလားကိုယ့်ကိုပြန်ကြည့်ပြီးငါတော်တယ်လို့ပြောလို့မရဘူးလေ ါဝင်ချင်းတန်ပွဲနားထောင်လိုက်တယ်အဲ့ကောင်းတယ်ပေါ့နော်သူတို့တွေကကောင်းတယ်ဆိုတော့အေးအေးငါအဲ့ကားလေးကကောင်းတာပေါ့စိန်နန်းတော်ပွဲတက်ကဒီမှာအာဒီကမုန်းဝင်မှာပေါ့နော်ဒါဆိုင်အသိဖွင့်တာအဲ့ဒီဟာလည်းအတူတူအဲတခြားပစ္စည်းလေးတွေလည်းပေါ့နော်တခါလေးစုံစုံလင်းလင်းရှိတယ်ကြည့်လို့ရတယ်အဲနောက်ပြီးတော့ဒီမန္တလေးရောရန်ကုန်ရောဆိုင်ခွဲတွေမှာ ဝိုးရသည် promotion ရှိတယ်အဲ15ရာခိုင်နှုန်း promotion ချထားတယ်ပေါ့နော်မကြည့်ဘူးတကယ်မကြည့်ဖြစ်ဘူးနည်းနည်းအဲ့လိုမျိုး trailer လေးတွေတက်လာတဲ့ဟာပေါ့နော်အဲ့လောက်ပဲကြည့်ဖြစ်တယ်အစားဆုံးလည်းမကြည့်ဖြစ်ဘူးတော့အမအဲ့လိုကားရိုက်ပြီးတိတ်ပြန်ကြည့်လို့ထုံးစံသိမရှိဘူးဒါပေမဲ့အဲ့လိုမျိုးပေါ့ဟိုကြားတဲ့ comment တွေအဲ့လိုအဖေကပါဝင်ကျင်ကပြောကြတဲ့ဟာတွေပေါ့နော်အဲအဲ့လိုမျိုးတွေအဲ့ဒါတွေကတော့ဆိုးလို့နေ တိုက်ခွင်းမှာမကြိုက်ဘူးဆိုရင်ပြန်ရိုက်တယ်ပေါ့နော်ရဟစဲဝင်များများလုပ်တယ်အဲလိုချင်တာစဉ်းစားတယ်တခါတည်းအပြစ်ဖြစ်တယ်ပြန်မရိုက်ပြန်မကြည့်ဘူးဆိုတာအမဒါကြီးကိုကြည့်ပေါ့နောင်ရမရချင်တခါတလေကြိုက်အမတို့မှာလိုအပ်ချက်တွေရှိတာပေါ့ငါဒါကြီးကိုလိုနေသလားဆိုတဲ့ဟာပြန်ကြည့်အာငါဒီနေရာမှာမလုပ်လိုက်မိဘူးတော့အဲ့လိုမျိုးကြီးဆိုရင်အမစိတ်ပင်ပန်းရတယ်လေစိတ်ညစ်ရတယ်သိရမလားအော်ငါအဲ့တော့ဘာလို့အဲ့လိုမျိုးမလုပ်လိုက်မိတာလဲဆိုတဲ့အတွေးမျိုးတွေပေါ့နော်အဲ့တော့အမအဲ့ဒါကိုမတွေးတော့ဘူးဒါပေမဲ့ နောက်စကားရိုက်ရင်ဟိုကောင်းတာအကောင်းဆုံးတော့အကောင်းဆုံးနေပဲလုပ်တယ်အကိုအဲ့ဒီတော့ကလည်းအကောင်းဆုံးနေပဲလုပ်ထားတာပဲပေါ့နော်နောက်ကားရိုက်ရင်လည်းအကောင်းဆုံးနေပဲအဲကိုကကိုအကောင်းဆုံးလေးလုပ်မယ်ဆိုတဲ့စိတ်နဲ့ပဲအော်ဒီကားမှာတော့ဒီလိုလေးတော့ရှိရပေါ့နော်ဒါပေမဲ့ feedback တွေပြန်ချတဲ့အခါမှာလည်းဟိုဘယ်လိုကောင်းမလဲကာလိုက်တာတော့ဒါဆိုးဆိုးဝါးရှိတာလေအဲအရန်ပြပြလို့တော့လူတွေကတအားမုန်းနေကြတယ်ဆိုတော့လေပြန်မချိတယ်ပါဘာလို့မချိတော့ပါဘူးကိုမုန်းတာယူတော့ကိုကကိုပြန်မချိချင်တော့မကေရုပ်ရှင်ကတော့မကြည့်ဘူးပေါ့ ရုပ်ရှင်ကမရုပ်ရှင်ကြည့်တယ်တနေ့ကိုနှစ်ကားသုံးကားကြည့်တယ်ဒါပေမဲ့တခြားကားကြည့်ရမှာပေါ့ကြည့်ရအမကတခြားလူတွေကြည့်နေမယ်အေးမဟုတ်ဘူးလေသူများကြီးကြပါစေသိရမလားသူများကြီးကြည့်ပြီးသူများကြီးပြောတာကိုပဲနားထောင်လိုက်တော့တယ်သိရမလားကိုယ့်ကိုပြန်ကြည့်ပြီးငါတော်တယ်လို့ပြောလို့မရဘူးလေ ပါဝင်ကျင်တန်ပဲနားထောင်လိုက်တယ်အဲ့ကောင်းနေပေါ့နော်သူတို့တွေကကောင်းနေဆိုအော်အေးအေးငါအဲ့ကားလေးကကောင်းတာပေါ့ကိုကရိုက်တော့အရန်လောင်ခဲ့ပြီးပြီလေအဲ့တော့သူတို့ပဲလောင်ပါအဲ့အဲ့တော့ဟိုရိုက်တာခိုင်းတာပါသိရမလားအော်တငယ်ချင်းတွေကတော့အဲ့ကိုကိုပြောပြပါလားဟဲ့ဘယ်လိုပြောပြမှာလဲကိုကိုကားရိုက်တော့ဟိုဆိုကိုကိုဘာဖြစ်လို့သူ့ဘက်ကနေကာပြီးပြောနေရတာလဲဇက်ဝင်ခံရပါတော့အဲ့ဒါလေးကအဲဘယ်လိုပြောရမလဲဟို ယောက်ျားနဲ့အဲယောက်ျားကိုချစ်တယ်ယောက်ျားလည်းအလိုလိုက်တယ်ဆိုတာလေးကိုပေါ်အောင်လို့ပေါ့နော်အဲအဲ့လိုမျိုးလေးသွားတာလေအဲအဲ့ဒါကိုသူတို့ကဟမ်အဲ့အဲ့တော့ကိုစီမျိုးကြီးကိုကြည့်ပြီးတော့ခေါ်တာမဟုတ်ဘူးထင်နေရောပါတော့အဲ့ကိုကိုကဟိုရိုးရိုးသားသားကိုကိုမဟုတ်ဘူးလို့ပါတော့ဒုက္ခပဲဟာစီမျိုးကြီးမကြည့်ပဲတဲ့ဖဲသူကြည့်ပြီးခေါ်အဲ့လိုမျိုးတွေရော ကိုကိုတော်မှဒါဂျိုရန်ကိုကိုမဟုတ်ကိုကိုဆိုရအောင်ပြောပါတည်းเนาะကိုကိုမဟုတ်ကိုကိုတဲ့အာအလာအလာအေးမသိပါဘူးဘလို့အဲ့တော့ဘလို့ခေါ်လိုက်နေမှလည်းမသိပါဘူးမဟုတ်ပါဘူးဘူးမစားပါနဲ့ဒီတည်းကြွားတာမှန်နေပြီလားမဟုတ်ပါဘူးခိုင်တာရမ်းဝင်သွားတယ်အေးအမမမအဲ့လိုဒရိုက်တာကပြောရလေကိုကိုကလည်းမြို့တိတ်လိုလိုက်တာပဲ ဩယောက်ျားကိုချွဲတဲ့အတန်လေးပေါ့နော်ဖြစ်ရမယ်ပေါ့အဲဆိုတော့သူလိုချင်တဲ့ဟာလေးကိုပြောမအဟိုမရိုက်ခင်အမအစမ်းခေါ်ကြည့်တာပေါ့နော်ကိုကကိုတယောက်တည်းသူ့ကိုဘယ်လိုခေါ်ရမလဲပေါ့ဘယ်ဟာလေးဒီအချို့ဆုံးဖြစ်မလဲအဲဘယ်ဟာလေးကချစ်စရာကောင်းဆုံးဖြစ်မလဲအဲ့ဒီတည်းကမှကိုလေတံကိုကကိုပြန်ပြန်နားထောင်ပြီးတော့ဩငါဒီဖလိုးလေးရတော့အဲအဆင်ပြေနိုင်တယ်ဆိုရင်အဲကိုဘကကိုပဲအဲ့လိုကျင့်တာပါဘသူမျက်နှာမှမပါဘူးအဲရမ်းချစ်တတ်တဲ့မိန်းမတယောက်လို့တည်းတယ် ပြပေးပါဦးဘယ်လိုလဲအဲတော့ပါခေါ်ပါဦးဘယ်သူမှမခေါ်ဘူးကိုကိုလည်းမရှိဘူးမောင်လည်းမရှိဘူးလူမမရှိဘဲတော့ပြပေးမနော်မကေမကေအာအရင်တော့ဝမ်းစာနေရှင်ပါငါဟိုစက်တည်းသူတို့တွေ့တော့မှပြောတာလေငါ့ကိုရင်တွင်းနဲ့ပတ်တာကိုငါပူလို့ပြောနေတာမဟုတ်ဘူးပေါ့နော်တခေါမကြံပြန်ပြောနေလို့ तू ကဒေါသထွက်တာ အဲသူအမေအရွယ်ရေအေးပေါ့ဟိုခက်ခက်မာကနဲ့ဒေါ်တင်နေဆုံးနဲ့စတွေ့တော့အဲ့မှာခက်ခက်မာတခေါမကြံပြန်ပြောတော့သူအဲ့ဒါကိုကွာသူ့သားတွေကွာသူ့စကားပြီးတယ်အဲတဲ့မလားသူ့သားတွေကဒါဆိုဒါပဲမလုံးနဲ့ဆိုမလုံးနဲ့အဲအဲ့လိုမျိုးသူ့မိသားစုမှာနေခဲ့ရတာဆိုတော့အပြင်မှာကဒီကောင်မလေးတယောက်ကသူ့ကိုတခေါမကြံပြန်ပြောနေတော့ အရန်စိတ်ဆိုးတာပေါ့နော်မိမချင်းမိမချင်းကြတော့လေနှုတ်သီးကောင်းရတယ်လေအကုန်လုံးကသူပြောရင်ငါပြောမယ်ဆိုတဲ့ဟာမျိုးတွေဆိုတော့အဲအဲ့ဒီမှာစားတွေ့တွေကမချိမငန်ဖြစ်လာတဲ့ဟာကတရားမှမလျှော့ကြတာပိုဆိုးတယ်။ဒါပဲပြောပြောတအူးဦးဘက်ကလျှော့လိုက်ရင်တော့ပြဿနာငြိမ်းချမ်းသွားမှာပေါ့။ဒါပေမဲ့လျှော့လိုက်ရင်လည်းဒီဇယ်လန်ကဖြစ်လာမှာမဟုတ်ဘူး။